FA များ TV ကိုအဆုံးသတ်မကြည့်ရငေးရအောင်မင်္ဂလာပါကျွန်တော်ကတော့ပူပူဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ Orion Pelican မှာပြုလုပ်ခြင်းပါသွားတယ်အရင်ကိုလှပပြီးကျင်းနှီးဆရာကောင်းတဲ့ Sisa Boy တခုကိုကျွန်တော်တင်ဆက်မှာဖြစ်ပါတယ်အဆုံးသတ်ကြည့်ပေးကြပါအောင်ခင်ဗျဒီနေ့ Sisa Boy ကတော့မနက်9:00နာရီလက်မှတ်ထိုးမှာဆိုတော့ကျွန်တော်တို့မနက်9:00နာရီထားပြီးတော့ပြင်ဆင်ရပါတယ်ကျွန်တော်တို့ကတော့ပြင်ဆင်တဲ့အဖွဲ့ကပါအဲတော့ကျွန်တော်တို့ညကြေအခုံတွေပါညာကွေးကွာပြင်ဆင်ထားပါတယ်မိုးရမွန်ဆိုလို့တခါတည်းမှပြင်ထားတာပါ မနေ့ရောက်တော့မှကျွန်တော်တို့အဖွဲ600ပေါ့နော်မြင်မြန်ဆန်းဆန်းလှလှပါပါဖြစ်အောင်မြန်ပြီးဆင်းရပါတယ်။ဒါလေးကတော့ကျွန်တော်လုပ်နေတဲ့အလုပ်လေးပါ။အလုပ်နဲ့ပတ်သက်တာတခါမှမတင်ဘူးလို့ပါ။ခုတင်ချင်ရလဲပထမဆုံးတင်ချင်နဲ့နောက်ဆုံးတင်ရချင်းဖြစ်ပါတယ်။ဒီမှာလှလှရရလဲပြောတယ်။ဒီလောက်ကိုလဲဝတနာပါတယ်။ကြိုက်တယ်။နောက်ဆုံးတော့ကျွန်တော်တို့ တည်တည်တတ်တ်နဲ့လှလှပါပါပြင်ဆင်လို့ပြီးသွားပါပြီစစ်ဆက်ပွဲလေးကတော့ဂျာကန်ဘေးမှာပကံဖျားငွေတက်တွေနဲ့သူမူအောင်နေတဲ့တိမ်တွေနဲ့ပကြီကတစ်ချက်လို့အရန်လှပနေတဲ့ view နေဆိုတော့စစ်ဆက်တဲ့ဂိုင်းကန်ရှင်တော့မသိပါတော့ကျွန်တော်ဘဘွားတော့အရန်ဝအားချမိတာမှန်ပါပဲဗျကဲကျွန်တော်ပိုးတွေမပြောတော့ဘူးခမရတော့ပဲ view ကို show ကြည့်လိုက်ပါတော့လူလဲဆောင်နေရာလဲဆောင်ပြီးဆိုတော့လက်မထုတ်ဖို့ဒရိုသားနဲ့ဒရိုသမီးခန္ဓာတို့ကြွလာပါပြီခမရ လူကြီးဆောင်ရာနဲ့သူတို့သားနဲ့သူတို့သမီးလက်မထွေးမဲ့အချိန်ဖြစ်ပါတယ်။ကျွန်တော်ကတော့ဘေးကနေကြည့်ပြီးတော့အရင်ကအားကျနေပါတယ်။ခမရတို့ရောအားကျနေကြပြီးမဟုတ်လားမညာရဘူးနော်။ကဲလက်မလက်ထိုးပြီးဆိုတော့ဒီဘလော့ကိုဒီမှာပဲဆုံးသက်ချင်ပါတယ်။ဒီသူတို့သားနဲ့သူတို့သမီးလည်းချစ်ခင်စွာဝမ်းမင်းအောင်ပေါင်းနိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းလိုက်ပါတယ်။ဘလော့လေးကိုစုံစမ်းကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးပါ။နောက်ဘလော့မှာပြန်ဆောင်ကြမယ်။